ကဲဒီနေ့ကတော့အနာနာဘွားတွေကိုအယုံကြည်မရှိပါဘူးဆိုတဲ့ခေါင်းကြီးတို့အတွက်မြန်မာနိုင်ငံထဲမှာရှိတဲ့အနာနာဘွားတွေကြီးစိုးနေတဲ့နေရာတွေကိုပြပြပေးထားတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကဲအဲဒါကြောင့်ခေါင်းကြီးတို့ရေမြန်မာနိုင်ငံထဲမှာဘယ်နေရာတွေကအနာနာဘွားတွေကြီးစိုးနေမလဲဆိုတာသိရဖို့အတွက်ကျွန်မနဲ့တူဒီဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်ရှင်။မကြမလို့သေးတဲ့နာနာဘွားတွေဟာနေရာတိုင်းမှာရှိတတ်ကြပေမဲ့တချို့နေရာတွေကတော့သူမတူအောင်ကြမ်းတမ်းကြတဲ့သဘာဝရှိနေတတ်တာပါ။ ဒီနေ့တော့အတင်တို့ကိုရင်သွားရောက်လေ့လာလို့ရမယ်မြန်မာပြည်ထဲကတရေအချောက်ဆုံးဒါမှမဟုတ်နာနာဘဝတွေကြီးစိုးတဲ့နေရာတွေအကြောင်းတိဆက်ပေးကြပါတယ်နံပါတ်1ကတော့မိုင်းတိုင်86ဖြစ်ပါတယ်ဖြူးမြို့အလွန်အမြန်လမ်းပေါ်ကမိုင်းတိုင်86ဟာခြောက်ခြားစရာကောင်းတယ်လို့တကယ်လဲကြမ်းတမ်းတဲ့ဖြစ်ရပ်တွေရှိခဲ့တဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာဒီလိုဖြစ်ရပ်တွေစတင်ဖြစ်ပေါ်လာခဲ့ရတဲ့အကြောင်းရင်းတွေလည်းရှိပါတယ် တနေ့တော့ထိုအမြန်လန်းနာကရွာတဲရွာကတားမိနေရဟာ ကားလန့်ဖြက်ကိုစိမထင်မပေးကားတိုက်ခံလိုက်ရပါတယ်။ဒါပေမဲ့တားမိနေရစလုံးဟာမတည်သေးပါဘူး။ကားပိုင်ရှင်ကတော့အမှုပတ်မှာစိုးရဲအတွက်လူရှိတိတ်တဲ့နေရာမှာအချင်းလက်လက်မြေမြုပ်ခဲတာဖြစ်ပါတယ်။ဒီလိုဖြစ်ရက်တွေဖြစ်ပြီးကလေးကဒီလမ်းမှာမောင်းနေကြတဲ့ကားသမားတွေဟာတားအမိနေရကားတားနေတာတွေအရေးတွေကိုမြင်တွေ့ရတတ်တယ်လို့ပြောပါတယ်။ ဒီပြက်နဲ့ပတ်သက်ပြီးရုပ်ရှင်ဇာတ်ကားတော်ပြန်လည်ရိုက်ကူးထားကမူရင်းနာမည်မှာမိုင်းတိုင်း26ဖြစ်ပေမဲ့စင်စာမလွတ်တာကြောင့်နာမည်ပြန်လည်ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ထိုနေရာမှာတရားနာပရိတ်ရွတ်အမြအတမ်းဝေခြင်းတွေပြုလုပ်ခဲ့ကြပေမဲ့ဒီနေရာရောက်တိုင်းကြောချမ်းနေကြစေဆိုတာကာသမားတွေအတိဆုံးမှာနမတ်နှစ်ကတော့တန်လီမျိုးကအိမ်ပြက်ကြီးဖြစ်ပါတယ်။ဒီနေရာကတော့ကြမ်းကြမ်းတန်းတန်းပုံစံတွေတော့မရှိပေမဲ့ သူ့ရဲ့ပြင်ပိုင်းပုံစံကစိတ်ဝင်စားဖို့ကောင်းနေခဲ့တာဖြစ်ပါတယ်။ဒီအိမ်ပြည့်ကြီးဟာစိတ်တဆဆန်တဲ့သူ့ရဲ့ပုံစံကြောင့်ဒေတာခံတွေကနာနာဘဝတွေရှိနိုင်တယ်လို့ထင်ကြီးပြီးခံခဲ့ရတာပါ။ဒါပေမဲ့အလကားတက်တက်ဆွဆွဲခဲ့တာမျိုးတော့မဟုတ်ပါဘူး။ရီချူကဲနေရာနဲ့နောက်ဘေးဘက်တွေမှာဆိုရင် ထူးဆန်းတဲ့အပုံအနှံ့မျိုးတွေတွေ့ရတတ်လိမ့်ရှိပါတယ်။ဒီအနှံ့တွေကိုရှေးရခံပြီးလိုက်ရှာဖို့ကြိုးစားခဲ့ပေမဲ့ဘာမှတော့မတွေ့ခဲ့ရပါဘူး။တချို့လူတွေကတော့ဒီအိမ်ကြီးမှာ ။ဒီမယားနှစ်ယောက်ကဆွဲကျိုးရှာပြီးအဆုံးစီရင်ခဲ့ဘူးတယ်လို့ပြောပေမဲ့မတိကျတဲ့တသက်တွေပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနေရာမှာတယောက်တည်းညာအိမ်ညက်နေတော့မနေရဘူးဆိုတာသိကြပါတယ်။နံပါတ်3ကတော့မိုင်းတိုင်း26ပါ။မိုင်းတိုင်း86လို့ပဲကာသမားတွေကိုကြောချမ်းစေတဲ့နောက်ထပ်နေရာတစ်ခုကတော့မိုင်းတိုင်း26ဖြစ်ပါတယ်။မိုင်းတိုင်း26ဟာလေရုပ်ရှင်ဇာတ်ကားတွေပါရိုက်ခံခဲ့ဘူးတာပါ။ဖြစ်ရမှန်တစ်ခုအရာဒီနေရာမှာ မိသားစုတစုဟာကားအဆီတက်ဖြစ်ခဲ့ပါတယ်။ခိုကိုရမဲ့နေတဲ့အချိန်မှာလူသုံးလေးယောက်လောက်ရောက်လာပြီးကုညီမလိုဟန်ဆောင်ကတမိသားစုလုံးကိုတက်ပြီးပစ္စည်းတွေလုခဲ့ပါတယ်။ဒါကြောင့်လည်းဒီနေရာရောက်တိုင်းကားသမားတွေအတွက်ထူးဆန်းတဲ့ဖြစ်ရပ်တွေကြုံတွေ့ခဲ့ရပူတာပါ။ဒီနေရာနဲ့ပတ်သက်တဲ့ဖြစ်ရပ်စမ်းကြယ်တွေဟာ highway လမ်းက driver တွေအသိဆုံးဖြစ်ပါတယ်။နံပါတ်၄ကတော့မြစိန်အောင်စမ်းအိမ်ပါ။ ဒီအိမ်ဟာပြည်ဦးလွင်မှာတည်ရှိပြီးစိတ်ဝင်စားမှုခြောက်ခြားမှုတွေနဲ့ပြည့်နှက်နေတဲ့စံအိမ်ကြီးတအိမ်လေးဖြစ်ပါတယ်။ညာဆိုင်အောင်အိမ်ကြီးကတော့ခြောက်ခြားစရာအကောင်းဆုံးပါ။နှစ်ပေါင်း150ကျော်ရှိနေပြီးကိုလိုနီခေတ်ဟောင်းလက်ရာဒီဇိုင်းနဲ့ဒီအိမ်ကြီးမှာမကျွတ်မလွတ်သေးတဲ့နာနာဘဝတွေကင်းအောင်နေရလို့ဆိုရရှိခဲ့ပူပါတယ်။ဝင်ရောက်လေ့လာသူတွေဆိုညာဘက်တွေမှာအရေးပြတာအတန်ပေးတာအနက်ပေးတာတွေပါ ဖြစ်တတ်ဖို့တယ်လို့သိရပါတယ်။အရင်တုန်းကဒီနေရာဟာ အစိုးရကုံတွယ်ရေးဝန်ထမ်းတွေနေထိုင်လေးရှိပါတယ်။ဒီနေ့အဲ့ဒီဝန်ထမ်းတဲကလူတယောက်ရဲ့အမျိုးသမီးဟာမတော်တဆမှုနဲ့တည်ဆုံခဲ့ရပါတယ်။သူတည်ဆုံခါနီးဈေးရုံသွားတဲ့လမ်းမှာသူဖြစ်ပြခဲ့တဲ့အရာတွေကိုကြောက်လန့်တကြအော်ပြောခဲ့ပါတယ်။သူပြောခဲ့တာတွေထဲမှာတော့ခွေးနဲ့ကြီးတွေကိုတွေ့တယ်၊မောင်းထုတ်တာမသွားဘူး၊ရှင်နွေးမှုနဲ့ပတ်လိုက်တယ်ဆိုတဲ့စကားလုံးတွေပါဝင်နေပါတယ်။ဒါအပြင်ဒီ channel ထဲမှာရှိတဲ့ တဆိုင်ပင်ပုတ်ကြီးမှာနန္ဒာဘဝတွေမွေးထားတယ်လို့သိရပါတယ်။နံပါတ်5ကတော့ရေနံချောင်းကအိမ်ဟောင်းကြီးဖြစ်ပါတယ်။ဒီအိမ်ဟောင်းကြီးဟာခြောက်ခြားစရာတွေရောထိတ်လန့်စရာတွေရောပါဖြစ်ဖြစ်ခဲ့ပူတာပါ။ဒီအိမ်မှာဘာကြောင့်နန္ဒာဘဝတွေခိုးအောင်နေရလဲသိချမသိရပေမဲ့သူစတဲ့ဖြစ်ရက်တွေကြုံတွေ့ခဲ့ရဘူးတယ်လို့တော့သိရပါတယ်။ဒါပြင်ဒီအိမ်ကြီးဟာလက်ပြဆန်အိမ်ရုပ်ရှင်ရိုက်ကူးတုန်းကအတုံးပြုခဲ့တဲ့အိမ်ကြီးလည်းဖြစ်ပါတယ်။ ဒါတွေကတော့မြန်မာပြည်မှာတရေအချောက်ဆုံးနေရာတွေရဲ့အကြောင်းဖြစ်ပါတယ်။ဒီထဲမှာမပါဝင်ပေမဲ့ဒီထက်ကျန်းတဲ့နေရာတွေရှိခဲ့မယ်ဆိုရင်လည်းပြပြပြီးခဲ့ပါအောင်နော်။ကဲဒီနေ့ view လေးကတော့ဒီလောက်ပဲပြောကောင်းကြီးကိုရေးဒီထဲမှာပါတဲ့နေရာတွေကျွန်မတို့တခုမှမမြတ်ဘူးပါဘူး။သွားပြီးလေ့လာမလားဆိုလဲကျွန်မတို့တခုမှမလေ့လာပါဘူးရှင့်။ကောင်းကြီးရောရောက်ဘူးလား။ comment မှာမှန်ကပေးကြပါအောင်ရှင့်။ကဲအားလုံးကိုနှုတ်မဆက်ခင်ပါဒီထဲမှာပါတဲ့ view ရဲ့မူရင်း view ပိုင်ရှင်ကိုလည်းကျွန်မက credit ပေးရလို့ပြောချင်ပါတယ်။ကဲကောင်းကြီးကိုရေးနောက်နေ့မှာဒီထက်ပုံပုံကောင်းမွန်တဲ့ view နဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲဖိုင်ဖိုင်ပါရှင့်။